အားလုံးပဲမင်္ဂလာပါ Burmese Horror Story မှကြိုးဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ဘယ်သူမှမသွားရဲတဲ့မိပြတိုက်အကြောင်းပါ မြူတွေဖုံးလွှမ်းနေတဲ့ကံယူရမ်းမြို့ငယ်လေးတစ်ခုမှာကြောက်သားနဲ့ဆောက်ထားတဲ့မိပြတိုက်ဟောင်းတစ်လုံးရှိတယ်။ဒီမိပြတိုက်ကိုလွန်ခဲ့တဲ့နှစ်ပေါင်းတရာကျော်ကတည်းကတည်ဆောက်ခဲ့တာဖြစ်ပြီးတင်မောသားတွေကိုကန့်ဆက်ကအနေရရှိတဲ့ကြောက်ဆောင်တွေစီကနေကာကွယ်ပေးဖို့ရည်ရွယ်ခဲ့တာပါ။ဒါပေမဲ့ဒီမိပြတိုက်မှာမကောင်းတဲ့နာမည်တစ်ခုရှိနေတယ်။ဒေတာခန့်တွေကညဘက်ဆိုရင်မိပြတိုက်ထဲကနေထူးဆန်းတဲ့အလင်းရောင်တွေ၊အော်တန်တွေ၊ခြေတန်တွေထွက်ပေါ်လာတယ်လို့ပြောကြတယ်။တချို့ကတော့အဲ့ဒီမှာတေဆုံးသွားတဲ့မိပြတိုက်ဆောင် အာယုံမရှိတဲ့ဝိညာဉ်တစ်စီကလှဲ့လှဲ့နေတယ်လို့ယုံကြတယ်။တနေ့မှမြို့ပြကနေရောက်လာတဲ့လူငယ်တယောက်အောင်မင်းဆိုတဲ့သူကဒီမီးပြတိုက်ကိုစူးစမ်းဖို့ဆုံးဖြတ်လိုက်တယ်။သူကတရေတစ်စီတွေကိုမယုံဘူးဒီလိုပုံမြင်တွေကဒေတာခန့်တွေဖန်တီးထားတာပဲလို့ထင်တယ်။ဒါကြောင့်သူတမီးတစ်လက်ကင်မရာတစ်လုံးနဲ့ညအချိန်မှာမီးပြတိုက်စီတက်သွားတယ်။မီးပြတိုက်ထဲရောက်တဲ့အခါ လေဒူးကအေးဆက်နေပြီးစူထိုင်းထိုင်းဖြစ်နေတယ်တန်ချီတက်နေတယ်တန်လေကားဟောင်းတွေကတကြွီကြွီမြည်တမ်းပေးတယ်အောင်မင်းကလေကားအတိုင်းအပေါ်ထက်ကိုတက်သွားရင်တမီနဲ့ပဝင်းကျင်ကိုလိုက်ထိုးကြည့်တယ်ရုတ်တရက်သူ့နောက်ကတခုခုကလှုပ်သွားတယ်လို့ခံစားလိုက်ရပြီးလှည့်ကြည့်လိုက်တဲ့အခါဘာမှမရှိဒါပေမဲ့သူ့နားထဲမှာတိုးတိမ်တဲ့အတန်တစ်ခုထွက်သွားလို့ကြားလိုက်ရတယ် အောင်မင်းရဲ့နှလုံးခုန်တန်ကမြန်လာပေမဲ့သူကဆက်တက်ဖို့ဆုံးဖြတ်လိုက်တယ်မိပြတိုက်ရဲ့ထိတ်ဆုံးထက်မှာမိပြမိအိမ်ဟောင်းတစ်လုံးရှိတယ်အဲ့ဒီမိအိမ်ကဘသူမှမထိန်သိမ်းတော့တာနှစ်ပေါင်းများစွာရှိပြီဆိုပေမဲ့အောင်မင်းရောက်တဲ့အခါအဲ့ဒီမိအိမ်ကရုတ်တရက်လင်းလာတယ်အလင်းရောင်ကပြလဲလဲဖြစ်ပြီးမိပြတိုက်ထဲမှာအရေးတွေလှုပ်ရှားနေတယ်လို့ဖြစ်သွားတယ် အောင်မင်းကကင်မရာနဲ့ရိုက်ဖို့ကြိုးစားပေမဲ့သူ့လက်တွေကတုံးလာတဲ့ရုတ်တရက်မှန်ပီလူထဲမှာသူ့နောက်ကပုံရိပ်တစ်ခုပေါ်လာတယ်မျက်နှာဖြူဖြော့ဖြော့မျက်လုံးတွေအနက်ရှိုင်းနေတဲ့လူပုံတစ်ခုအောင်မင်းကလှည့်ကြည့်လိုက်တဲ့အခါဘာမှမရှိပေမဲ့သူ့ရှိကမိအိမ်ကပိုပြီးတောက်လာတယ်အဲ့ဒီအချိန်မှာအောင်မင်းရဲ့တမီးကရုတ်တရက်မိပြတ်သွားပြီးမိပြတ်တိုက်ထဲမှာသူ့ကိုဝိုင်းရံထားတဲ့အရေးတွေပိုပြီးထင်ရှားလာတယ် နောက်ဆုံးအောင်မင်းရဲ့အော်ဒန်တစ်ခုမိပြတိုက်ထဲကနေထွက်ပေါ်လာပြီးတိတ်ဆိတ်သွားတယ်။နောက်နေ့မနက်မှာဒေတာခန်တွေကမိပြတိုက်အောက်မှာအောင်မင်းရဲ့ကင်မရာတလုံးကိုပဲတွေ့ရှိခဲ့တယ်။ကင်မရာတွေကနောက်ဆုံးရိုက်ထားတဲ့တပ်ပုံမှာအောင်မင်းရဲ့မျက်နှာကိုထိတ်လန့်တဲ့ပုံနဲ့တွေ့ရပြီးသူ့နောက်မှာအရေးမဲတွေဝိုင်းရံထားတာမြင်ရတယ်။ဒါပေမဲ့အောင်မင်းကိုယ်တိုင်ကတော့ဘယ်တော့မှပြန်မတွေ့ရတော့ဘူး။ ဒေတာခန်တွေကအခုချိန်ထိညဘက်ဆိုရင်မိပြတိုက်ထဲကနေအောင်မင်းရဲ့အော်ဒန်ကိုကြားနေရတယ်လို့ပြောကြတယ်။အဲ့ဒီမိပြတိုက်ကအခုလည်းအလင်းရောင်ထွက်နေသေးပဲဘသူမှမတွားရဲတဲ့နေရာတစ်ခုအဖြစ်ရှိနေတယ်။ဒီလိုဖြစ်ရမျိုးဟာတင်လဲကြုံတွေ့ခဲ့ရမယ်ဆိုဘလို့နေမလဲဆိုတာကိုကောမန့်မှာဝင်ရောက်ရေးပေးသွားလို့ရပါတယ် like and subscribe လေးလုပ်ပေးသွားပါဦးเนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ